ရုရှားကယူကရိန်းကိုနိုဝင်ဘာလ29ရက်နေ့ကပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်နေတိုးတက်လျင်တွေပါအပြေအလွာစေလွတ်ခဲ့ရပါတယ်။မြို့တော် KF ကိုပြစ်မှတ်ထားတိုက်ခိုက်မှုအတွင်းဒရုန်းယာဉ်တွေအပြင်ရန်သူနယ်မြေတွေကပြစ်မှတ်တွေပေါ်ရောက်တဲ့အထိပြန်သွားပြီးဘုံတွေအများကြီးကျဲချနိုင်တဲ့ Tupolev Tu-95 MS အမျိုးအစားလေယာဉ်တွေပါရုရှားကတုံးခဲ့တာကြောင့်နေတိုးနယ်မြေကိုကာကွယ်ဖို့ပိုလန်နဲ့ UK တို့ကယူကရိန်းနယ်စပ်ကိုတိုက်လေယာဉ်တွေအလျင်အမြန်စေလွတ်ခဲ့ရတာပါ။ဒီ Tu-95 MS ဘုံကျဲလေယာဉ်ဟာအမေရိကန်ရဲ့ B2 ဘုံကျဲလေယာဉ်ကိုရှင်ထုတ်ထားတဲ့ရုရှားဘုံကျဲလေယာဉ်ဖြစ်ပြီးနျူကလ িয়ার ဘုံအပြင်ဒုံးကျည်တွေပါပြင့်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲနေတိုးကအချိန်မီတားနိုင်မှုကြိုတင်ပြီးတိုက်လေယာဉ်တွေဆီလွတ်ခဲ့ရတာပါ။ဒါဟာယူကရိန်းနဲ့ဖြစ်နေတဲ့စစ်ပွဲအတွင်းရုရှားရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။ယူကရိန်းပိုင်နယ်အတွင်းကပြစ်မှတ်တွေကိုရုရှားကတိုက်ခိုက်နေတာဆိုပေမဲ့သူတို့နေမျိုးကိုကာကွယ်ဖို့တိုက်လေယာဉ်တွေဆီလွတ်တာအပြင်မြေပြင်ကတပ်ဖွဲ့တွေကိုလည်းအသင့်ပြင်ခိုင်းထားတယ်လို့ ပိုလန်ကာကွယ်ဥစည်းချုပ်ကကြေညာချက်ထုတ်ပြန်ပါတယ်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်း၃ရောက်သေဆုံးပြီး15ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ဒီတော့တွင်ဒီစစ်ပွဲဆုံးတက်ရေးကိစ္စအမေရိကန်တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေဆက်လုပ်ဖို့ယူကရိန်းအမျိုးသားလုံခြုံရေးအကြီးအကဲ Rustam Umerov ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့အမေရိကန်ကိုတွားနေပြီလို့တမရဗလိုဒမီဇယ်လင်စကီးကပြောပါတယ်ယူကရိန်းအရာရှိတွေနဲ့တွေ့ပြီးရင်အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရုရှားကိုတွားပြီးတမရပူတင်နဲ့တွေ့ဆုံကြမယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ